အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ဆီယမခတ်မှာရေးသားထားတဲ့တေကြာမှုများဆိုတဲ့ဝိထုတော်လေးကိုဖတ်ပြပေးမှာဖြစ်ပါတယ်ကျမနဲ့တူနာစင်ခန်းစားကြည့်ပါရှင်တေကြာမှုများ ောင်းငင်၌မိုးတိမ်ပြပွဲခင်းကျင်းပြသနေသည်။ရောင်စုံတိမ်များသည် ကျမပုံဖော်ရာရုပ်များဖြစ်လာကြသည်။ဆင်းရုပ်၊မြင်းရုပ်၊ချင်းသေးရုပ်၊ခွေးရုပ်၊ကြောင်ရုပ်၊ယုံရုပ်ထို့အယုပ်ပေါင်းများစွာတဲ့တွင် ကျမတွေ့ခြင်းမြင်ခြင်းသူ ကျမစကားများစွာပြောခြင်းသူတို့၏ရုပ်ကိုရှာဖွေမိသည်။သို့တော်ဝေဝါးလာပေသည်။အဘဲကြောင့်ဆိုသော ကျမတွေ့ခြင်းမြင်ခြင်းပြီးစကားပြောခြင်းတို့သည်မြည်သူဖြစ်ကြောင်းကျမကိုယ်တိုင်မရေရာသောအကြောင်းဖြစ်သည်။ဒါပေမဲ့ရောင်စုံတိမ်တိုက်များကြားတွင် ကျမကလူတယောက်၏ရုပ်ပုံကိုတော့အမြဲလိုလိုပုံဖော်နေမိတတ်သည်။ထို့သူသည်အယက်မြင့်၏အသားညို၏စပင်ဖြောင်းစင်းပျော်ပြောင်းသည်နှက်ခမ်းပါလျာသည်အကြည်ဆူတောက်၍ခြေလက်များကြံ့ခိုင်သည် စကားနေပါပြီးကျင်နာရသည် ကျမ၏သပင်မာကျမ်းများကို ထိုးဖွာမှွေနှောက်၍ကလေးတယောက်လိုကြည်စေစော်ကစားရသည်သူပြုံးသည်လျှက်စည်းလက်သည်လိုရှွန်တောက်သည်သို့သော မကြာခဏမြင်ရသော မိုးတိမ်ပြပွဲသည် သူ့ရုပ်တွင်ကိုပြည်ပြင်းစွာမြင်ရခွင့်မပြုပါ မိမတယောက်၏စိတ်ကူးရဲတွင်သာရှင်သန်ပြည်ပြင်းလျက်ရှိပြီးတက်ရှိကဘာကြီးတွေတွင်တကယ်ရှိမရှိမသေးကြနိုင်သော လူတယောက်၏ရုပ်သွင်ကို မိုးတိမ်များကဖန်နီးပေးခွင့်မရှိဘူးထင်ပါသည်။ယခုချိန်တွင်တစုံတယောက်ကမင်းလိုချင်ဆုံးအိမ်တော်ဘက်ဟာဘလို့လူမျိုးလဲဟုမေးခဲ့မည်ဆိုရင်ကျမ၏အဖြစ်စင်သင်ရှိပါသည်။စိတ်ရောကကိုယ်ဆရာဝန်တယောက်ပါ။မြည်သူတွေကပင်ရီမောကြပါစေ။ကျမကသူ့ကိုစိတ်ထဲဖြစ်ပေါ်နေသည်များအကုန်ပြောပြမည်။ကျမ၏အခန်းဆက်အိမ်မက်ဆိုးများအကြောင်းပြောပြမည်။ ကျမကြောက်လန့်တကြားဖြတ်တန်းရသော အထီးကျန်ညများအကြောင်းပြောပြမည်။ကျမဘဝ၏ကွက်လက်များအကြောင်းပြောပြမည်။ကျမနှခါသုံးခါသာမြင်မှုထားသောကျမအဖေအကြောင်းပြောပြမည်။ကျမနှင့်မိုင်မောင်းများစွာဝေသောရ၌အသက်ရှင်ရည်တည်ရေးအတွက်ပင်မန်တကြီးယုံကံနေရရှာသော အမိအကြောင်းပြောပြမည်။ကျမဘွားအေးကွက်လက်များဖြင့်ကျမကဖြည့်ပေးရမည်တာဝန်ရှိပြီး ကျမမဖြည့်ဆည်းပေးနိုင်သောကွက်လက်တွေအကြောင်းလဲပြောပြရမည်။ကျမ၏စိတ်ညစ်ညူးပွဲအတွေ့များအကြောင်းလဲပြောပြရမည်။ကျမ၏စိတ်ညစ်ညူးပွဲအတွေ့များအကြောင်းကျမ၏အားငယ်နှုံနေနေရသောနေ့များအကြောင်းပျက်စီးခဲ့ရပေါင်းများပြီဖြစ်သည့်ကျမ၏မျောလင်းချက်များအကြောင်းဆုံးရှုံးခဲ့ရသောမိတ်ဆွေများအကြောင်းအကျိုးမဲ့ခဲ့သောနိုင်ရီများအကြောင်း ထမင်းနမန်ရေးတို့အတွက်စိုက်ထုတ်ခဲ့ရသောအင်အားတွေအကြောင်းကျမကိုခင်တွဲမြင်းမြဲလှသည့်ယောဂဝေဒနာပေါင်းစုံအကြောင်းကျမထံတွင်ထိုသူအားပျော်ပြစရာတွေများပြားလာပါသည်ကျမဖြစ်ချင်သည်များလှုပ်ချင်သည်များကိုလည်းပျော်ပြမည်ကျမကတခုခုခံစားနေရ၍စကားတခွန်းမှမပြောဘဲနေလင်းတော့အဲ့ဒါဘာကြောင့်လဲဆိုတာသူကသိနေလိမ့်မည်ပေါ့ ကျမကအကြောင်းရှာစရာမရှိဘဲငိုကြွေးမိလျင်သူကမျက်ရည်တုပ်ပေးလိမ့်မည်။ထိုအခါကျမ၏ငိုကြွေးခြင်းက အထိတ်ပဲပြေဆုံးသွားပေလိမ့်မည်။သူရင်ခွင်နဲ့ခေါင်းတိုးဝင်၍မျက်ရည်စာများနှင့်ပြုံးသောအခါသူကချစ်စပွဲရီမောပေလိမ့်မည်။အယူမာလီသူကဒီလိုပြောပြီးကျမပါပြင်ကို အသေးရဟန်နှင့်ချစ်စနိုးဖြစ်ညစ်သောအခါ ကျမကတခိခဲရီမောမိမိပေါ့တိတ်ပျော်စရာကောင်းတာပဲအဲ့ဒါကျမပြောပြမိစကားပဲဟင်အင်းထိုချိန်နေအတွက်ကျမရှက်လိမ့်မည်မဟုတ်ပါຫນွေထွေးตายရတော့မိသားစုဘဝကို ခံစားခွင့်ရရန်အတွက်သာဆိုရင် ကျမဤအချက်များတိတ်ခါများမာနတရားများကိုမေ့ပြစ်လိုက်ဖို့အစဉ်သင်ရှိပါသည်ကိုကိုကလေးတယောက်တစ်ဖွဲဘာလို့လို့ဘလို့နေနေ ချစ်မဲ့မြန်နိုးစွာ နားလေခွင်လွန်နေမြေခင်မွန်ယောက်ျားတယောက်ကိုအခြားသောမိမများစွာအတိုင်းကျမလည်းမျှော်လင့်မိသည်မှာအမှန်ဖြစ်ကြောင်းဝန်ခံပါသည်လောကကြီးကလူတယောက်၏ဘဝတွင်အကောင်းဆုံးလက်ဆောင်တစ်ခုသာပေးမည်ဆိုရင်ကျမတောင်းမိမည်လက်ဆောင်ကကျမနှင့်တသက်တာစိတ်တူညီမျှနေသွားနိုင်မည်အဖို့ကောင်းတူဝင်ဖြစ်၏ရှာခဲလှသော လူဘဝတွင် အချိန်တော်များများပျော်မွေ့ခြင်းနဲ့သွားနိုင်ဖို့အဓိကမဟုတ်လားလူဤစိတ်နှလုံးပျော်ရွှင်ငြိမ်းချမ်းနေမှသာအကုသိုလ်တရားများကိုလည်းနေပါစေလိမ့်မည်ဟုကျွန်မထင်ပါသည်ပင်လယ်လှိုင်းလုံးကြီးများက ကြောက်ဆောင်များကို ရိုက်ပုတ်တန်တဝုံဝုံကြားနေရသောညများတွင်ကျွန်မသည်ရန်ကုန်မြို့လေကောင်၏ကျင်းမြောင်းသောအခန်းလေးတစ်ခုတွင်၌ရှိနေပါသည်ထိုလှိုင်းပုတ်တန်များသည်ကျွန်မကိုညှို့ငင်ခေါ်ယူတန်များဖြစ်၏နေဦးငါလာခဲ့မည် ကျမအခန်းတကားဖွင့်သည် အပြင်ထွက်သည် မဆောက်သောတသားလှေကားမှဆင်းသောအခါလှိုင်းတံတို့ကို ဖန်တီးနိုင်ရာရေများကို အုပ်ရေကန်ထဲ၌တွေ့ရသည်ကျမကိုခုံရင်တန်သည် အနည်းဆုံးဒီနေရာမှသာဖြစ်ပေလိမ့်မည်လားကျမအကြအာယုံ၌ပျောက်ွယ်သွားသောရေလှိုင်းတံတို့ကို ပြန်လေဖန်တီးရန် ကျမ၌တောင်းဝင်ရှိသည်ထို့ကြောင့်ကျမအုတ်ကန်စီဥတီသွား၏ကံတွင်မှအေးစိတ်နေသောညသိရေများကို ခေါင်းပေါ်မှတစ်ခွက်ချင်းလောင်းချသည်အေးစိတ်နေသောရေများသည်ကျမခန္ဓာကိုယ်ကို ပူနွေးစွာဖျက်တမ်းစီစဉ်၏ဟေးရေချိုးကန်းနေရဘူးလဲဘာလုပ်နေရလဲရေချိုးကန်းနှင့်အနီးဆုံးခန်းမှမိသက်ခင်၏အတန်ဖြစ်သည် သူ့အတန်ကအိတ်ချင်မှုသူတန်ဖြစ်၏ကျမကရွှင်ပြစွာ ပြန်អော်ပြောမိသည်ငါပါမိသက်ရေရေချိုးနေတာမြတ်စွာဘုရားသူမ၏ဖျားတာတန်ကကျေလောင်စွာ ပေါ်ထွက်လာတော့သည် ။သို့သောကျမရည်တန်နှင့်ရောထွေသွားသည်။ကြည်စံဒါညနှစ်နာရီမယ်မင်းကြီးမရဲ့ညနှစ်နာရီရေမချိုးရလို့ဘသူအမိန်ထုတ်ထားသလဲ။ဒါဟာကျမ၏ကိုပိုင်လွတ်လပ်ခွင့်။ကျမတို့၏နေပါလှစွာသောလွတ်လပ်ခွင့်ထဲမှရသလောက်ကိုတော့အသုံးချနိုင်ရမည်မဟုတ်လား။ထို့ကြောင့်ကျမစကားမပြန်တော့ပါ။ခဏကြာသောအခါကျမကြားနေရသောလှိုင်းပုတ်တံများသည်တနခါးသွေးတံများအောက်တွင် တိုးလျက်ပျောက်သွားတော်မူ။ ရှင်မရောင်တနခါမွေးတာအားလုံးသိကြပါလိမ့်မည်။ကျမကခြေဆုံးခေါင်းဆုံးလိမ့်တာဆိုတော့ပို့မွေးတာပေါ့။ကျမတနခါကိုခြေဆုံးခေါင်းဆုံးလိမ့်နေတာမြင်ရင် အမေကတော့အည်မျက်နှာနဲ့အံ့ဩဟန်ပြပေးလိမ့်မည်။တဲဟုတ်ပါလား။တနခါတွေပါရီတွေးလိမ့်လို့အမေနဲ့အတူနေရစဉ်ကာလများတော့ကမျက်နှာတစ်ခုအတွက်မှလွဲလျင်ကျမကတနခါကိုဘယ်တော့မှ ရှင်မတောင်တနခါတော့တွေးမလိမ့်ပါ။ ပြီးလွယ်စည်းလွယ်ဆက်သွေးတနခါခဲကိုပဲလိမ့်လေရှိသည်ခြေရီလက်တွေလိမ့်တာပဲမေးရဲ့တနခါတော့သွေးလိမ့်ရတာပင်လဲပင်မန်းနေနှမျောစရာလဲကောင်းနေတနခါတော့ငါဈေးကြီးရဲ့မေးရဲ့ကျမပြောလေးရှိသောစင်ကြီးစကားကို အမေကမျက်ဆောင်ထိုးကန့်ကွက်လေးရှိသည်ပင်မန်းနာတွေထဲ့မပြောနဲ့ခန္ဓာကိုအေးရာချင်းမှွေးရာချင်းကြတော့တနခါတော့နဲ့အခဲရတခြားစီဈေးနှုံးချောင်းကိုတော့အမေထဲ့မပြောတော့ပါ ငွေကြေးချိုးတက်ခြင်းသည်တာသမီပေါ်ထားသော မိခင်တူ၏စေနာကိုနေပါသွားစေလိမ့်မည်မဟုတ်ပေမဲ့စောရကတပူတော်ခတ်စေပေလိမ့်မည်အခုအချိန်မှာတော့တနခါတော်ကိုခြေစုံခေါင်းစုံသွေး၍လိမ့်စေခြင်းသော အမိဆန္ဒကို အမိမရှိသော အမိနှင့်မိုင်ပေါင်းများစွာဝေးကွာသော အခန်းစင်းကလေးထဲ၌အမိမသိအောင် ဖြည့်စည်းနေမိပြီထို့အတွက်ကျမမှာနာနာကျင်ကျင်ပြုံးမိရုံမှတပါး တခြားဘာမျှမတက်နိုင်ပါ။သားမိနှစ်ဦးအတူမနေနိုင်ခြင်းသည် စာဝတ်နေရေးရည်တည်ရေးကိစ္စကြောင့်ဖြစ်နေခြင်းအတွက်ကျမကဘယ်အရာကိုများအပြစ်ဖို့ရမှာပါလဲအမေမရှိတော့ရွာကလေး၌ကျမတို့လှုပ်ရှားအလုံးမရှိပါအမေတူရေဤဝင်ဝေးသည် အမေနှင့်ကျမအားထမင်းနှမှန်စေဖို့မတိချာလာပြီကျမကျင်လည်နေရသောဒေသတွင်လည်းအမေတို့ဝင်ဝေးရှိနိုင်စေရန်ခေရင်ပြန်သည် ထိုခါမှလည်းကျမရှာနိုင်သောငွေက အမေနှင့်ကျမအားလောင်းငါဖူလုံစေဖို့ဖျားတာပြီးအသက်ရှင်နေစေရမည်။ကဲဒီတော့ကျမအမေရင်ခွင်ကိုလွမ်းယုံအပြင်အမေရင်ခွင်ဤလုံကြုံမှုကိုတန်းတာယုံအပြင် လက်ရှိဘဝကိုနာကြီးအားငယ်ယုံအပြင်ဘာများလုပ်ရပါ။ကျမနေသောအဆောင်တွင်အဆောင်နေအမျိုးသမီး20ခန့်ရှိသည်။ မြို့တော်ပေါ်တွင် ကျမတို့လိုအဆောင်မျိုးမရေတွက်နိုင်အောင်ရှိသည်ထို့သို့သောအဆောင်နှင့်အမျိုးသမီးပေါင်းများစွာတွင်ကျမလိုအမေရင်ခွင် အမေရင်ခွင်နှင့်မိခင်တယောက်ပေးနိုင်သောအရေးလုံခြုံမှုများကို တန်းတစွာနာကျင်စွာ ပြုံးနေရသူပေါင်းမြည်မြရှိမည်လေစည်ရင်ကောက်ကြည့်ခြင်းပါသည်ပယုတ်လုံးနှံ့တင်းနေသောစပိုရှက်လက်တူအနက်ရောင်လေးကို ထုတ်ဝစ်ပြီးချိန်မှာတော့ကျမပါဆက်လောက်ရအောင်မည်လေ စဉ်းစားမိတော့သည်စပင်ကိုလွတ်လွတ်လပ်လပ်ဖြန့်ဝဲချလိုက်ရင်လှုပ်ရှားရတွေကိုအစီအစဉ်ချမိ၏ကျမခန်းကိုတပြက်စီလှည့်ရအောင်မည်ရေစိုဝင်းနှင့်ပြောင်းနေအောင်တိုက်ရအောင်မည်တန်ချောင်းခောက်တန်းသုံးချက်ကြားရသည့်အချိန်တွင်တော့ကျမအိယာဝင်ဖို့စဉ်းစားမိတော့သည်အိမ်မပြောခင် လူပေါင်းများစွာနှင့်စိတ်ကူးကဘာမှ တွေ့ဆုံစကားပြောဖို့ရှိနေသေးသည်မဟုတ်လားဒါကလည်းကျမအီညစဉ်တာဝန်ပဲ ကျမမေရီမယားသားမှတ်မိတော့ကျမအဖေမတီတာဝင်းထွန်ကီဗင်ကော့စနာနယ်ဆန်မင်ဒဲလာဟောတန်ချောင်းခောက်တန်းလေးချက်ဘယ်ချိန်အိပ်ပျော်သွားမှမသိပေမဲ့နိုးလာတဲ့အချိန်ကတော့ထင်ရှားလာသည်ထင်ရှားမှာပေါ့အားကောင်းမောင်းတန်ယောက်ျားကြီးပေါင်းများစွာက ကျမကို သူတို့ပါဇက်တွင်မှလေနှင့်ဝိုင်း၍မှုတ်ထုံနေကြသည် ကျမကလေတွင်လွင့်မြောလျက် တိမ်တိုက်တွေပေါ်အိမ်ခေါင်မိုးတွေပေါ်အုံးလက်တွေနဲ့ညီလိုညီတချို့တိမ်ဆိုင်တွေပေါ်အရောက်၌မြေပြူမှုန့်နေကြချောင်းတဟော့ဟော့ဆိုးနေသည့်အမေတန်ကိုကြားရသည်လွန်ခဲ့တဲ့အပတ်ကအမေချောင်းဆိုးလိုက်တော့သွေးစာတွေပါလာတယ်မြေပြူမှုန့်နေရှူရတာကြာပြီဆိုတော့ချောင်းဆိုးဆိုးနေတာချောင်းဆိုးတာကြာလို့လေချောင်းကွဲပြီးသွေးပါတာနေမှာပါတီဗီမဟုတ်ပါစေနဲ့လို့ဆူတောင်းရမှာပဲ လေပြင်းထဲတွင်အမေတန်သည် တိုးလိုက်ကျဲလိုက်ကျမ၏တမျောတခေါ်အတွေးတွေကလည်းဖွင့်ထွားလိုက်တေကြုံလိုက်တကယ်လို့များအမေယောဂါကတီဗီဖြစ်ခဲ့ရင်ကျမတို့ဘလို့စီစဉ်မလဲဘလို့ဖန်တီးပြီးဘလို့စေကူကြမလဲထိုးဆောင်သောလေပြင်းကြောင့်ကျမတိမ်တိုက်ပေါ်မှလွင်စင်၏ကျမစိုးရိမ်တွေးလဲလွင်စင်သည်ကျမချမ်းလာပြီမီးတွေရိုက်နှက်ခမ်းပြာနှံ့ ကျမတို့လေပြင်းတွေရက်ပါတော့ကျမအိယာစီပြန်ပို့ပေးပါကျမအမေကြောင့်အမေကျမ်းမာရေးကြောင့်စဉ်းစားရအောင်မည်စူတောင်းမဆုံးခင်လေပြင်းငြိမ်သက်ဤထိုအခါကျမသည်အဆုံးမဲ့လေဟာနေထဲမှမြည်မြဝေးကွာမည်မသိသောအယံအတာကျမ်းမြင်စီလွင်မျောကြတော့သည်အိုးရင်내လက်ဟာတလိမ့်လိမ့်ကြောနှင့်ကျမ်းပြင်ဘယ်တော့ထီမီလဲကြောက်လိုက်တာ ကြောက်စရာအမေချောင်းဆို့လို့သွေးတွေပါနေတာကြောက်စရာကျမညတိုင်းလေတဲလွင့်မျောရတာကြောက်စရာအမေမရှိတဲ့အိယာဘောမှာအိယာတာကြောက်စရာတလားတလားထမင်းနဲ့မှန်ဖို့ဝင်ငွေရဖို့တွေးရင် အလုတ်လုတ်ရင်အိပ်ပြညတွေများလာတာကြောက်စရာပစ္စုပန်ကိုဖျက်တမ်းရတာကြောက်စရာလောကကြီးဟာအလုံးကြောက်စရာအမလီဟော် ကျမကြောပြန်ကဂရင်ခင်းနှင့်ထီမိပြီကျမကမော်ဟိုက်တုံလှုပ်တာမော်ပန်းရင်ခုံရေတောက်ချင်သည်ရေတောက်ရမင်းဟောကျမဤလွင်မျောလိတ်ဆင်မှုအဆုံးသက်ကကျမအားလှုပ်ရှားခွင့်မပေးတော့ပါနှစ်ဖူးပေါ်ဝဲကြနေသောစပင်များဤရာကြီးကြီးနိုင်မှုကိုဖယ်ရှားဖို့လက်ကိုနှစ်ဖူးစီပို့ဤလက်ကလှုပ်ရှားမလာပါခြေတော်ရွှေဖို့စူးစမ်းဤ အရာမထင်ပါမေတ္တရေအခန်းချင်းကရဲ့အခန်းပေါ်ကို အကူညီတောင်းဖို့အော်ဟစ်၏ကျမနှကန်းတွေလှုပ်ရှားမလားပါမေတ္တရေမေတ္တငါရေတောက်ချင်တယ်ချမ်းနေကြောက်တယ်ငါစီလာခဲ့ပါနှကန်းတွေလှုပ်ရှားမရသဖြင့်အတန်ကငြိမ်သက်နေပေမဲ့ကျမအော်ဟစ်ရလွန်သဖြင့်လက်ချောင်းတွေနာလာပြီမေတ္တရေ ကျမဘဲရောက်နေလို့မိသက်ကခေါ်တန်ကိုမကြားရတာလေ။မျက်လုံးဖွင့်ကြည့်တော့ရင်းနှီးပြေးတာမြင်တွင်သပွဲတင်လေးတောင်နာရီအနက်ကလေးကတာဝန်တေးစွာတစ်ချက်ချက်။နယံပေါ်မှာဇော်ဝင်းထွတ်တို့လူစုက ဆိုင်ကယ်ကြီးကို ဝင်းရံစိုးနိုင်ရဲ့ပကြီးကချင်းအောင်စာအပြာ။အိုးဒါကျမအခမ်းမေ။လေဟာနယ်ရဲကနေကျမအခမ်းစီပြန်ရောက်နေပြီပေါ့။ ကျမစီအတိတ်တရားတို့ပုတ်ကက်ပြီးဖြစ်ပြန်ပြီပေါ့ခနာကောကဘယ်စိတ်ပိုင်းမှလှုံမရရှာမရအာယုံတွေသာနှုတ်ကြထိုချိန်ကမျက်စိမြင်နေရခြင်းနားကြားနေရခြင်းမှလွဲ၍ကျမကအသက်ရှိမဟုတ်ဒါပေမဲ့ကျမတွေးလို့ရသည် ကျမနဲ့အမေအတူမရှိတာကျမတွေးလို့ရသည် အမေတို့စိတ်ပူနေတာကျမသိသည်ကျမကြောက်နေတာကျမသိသည် ကျမစိုးရိမ်နေတာကျမသိသည်ကျမ၏အနာဂတ်ကိုမှန်းမမျော်ရဲတာကျမသိသည် အပြင်မှာဆရာမဒေါ်ကြည်ကြီးသိန်းမနက်ခွန်းနာရီကျောင်းမီထမင်းဆိုင်ထဲပေါ်ချက်ပြုံနေပြီထင်းရှူးစာတွေခွဲစိတ်တန်းစံရီစေးတန်းချင်းရိုက်တန်းသွားစမ်းဒီခွေအဲ့ဒါအမီးတို့ခွေးနဲ့မကို မောင်းတဲ့ပေါ်အာလုံးကြားနေတည်နေတဲ့ကျမဟာအိပ်ရာထဲနှိုးနေတာပဲ ဒါဖြင့်ဘာကြောင့်လှုံမရထမရဖြစ်နေတာလဲတယောက်ယောက်ကျမအနားရောက်လာရင်ကောင်းမှာနော်ဖះစာရွရင်ကောင်းပြီလားစိတ်အာယုံနဲ့အားရီအားလုံးကိုဥကောင်းစီစုပုံအားဆိုင်လို့ရုံးကန်လိုက်ရင်လှုပ်လို့ရသွားနိုင်မလားဟောကျမဆူတောင်းပြေးပြီကျမကရင်စီလူတယောက်ချင်းကန်လာပြီထို့သူဤနှိုးတော်လက်ဖြင့်ကျမနှိုးထနိုင်တော်မူ မျက်ခုံးထူပင်ပင်ကို အရင်မြင်ရ၏ပြီးတော့ထင်ရှားသောနှာရံပါလျသောနှာခမ်းပွင့်လင်းသောအပြုံးကျမမျက်နှာပဲဒါဆို तू ကျမအဖေပေါ့ तू ကျမစီလာပြန်ပြီသမီးစီမှာဖေကြီးနေမလို့လာတာသိကောင်းတာပေါ့သမီးမှာအဖော်မရှိတာနဲ့အတော်ပဲကျမအေးတုတ်ပြန်စကားဒါပေမဲ့ तू ကြားရမည်မဟုတ်ပါ အတန်မှထွက်မလာတာလေ။ကျမစကားပြောလို့မရသေးဘူးဖေကြီးရဲ့။လှုပ်ပါအောင်။ဖေကြီးကိုမျက်မှန်တလက်ဝဲပေးအောင်လေ။တမိနဲ့နေရင် ဖက်စရာစာအုပ်တွေအများကြီးပဲ။အနော်ရထားလန် ပလက်ဖောင်းတွေပေါ်မှာရောက်ပါတယ်။တရာကျော်လောက်ပဲပေးရမှာပါ။ဟုတ်ကဲ့ဝဲပေးမယ်။ဒီလာကျမစာမုက900ရမယ်။အဖေကြီးတို့ကမျက်မှန်ဝဲ။အဆောင်ကားက300။စားဖို့မလောက်ရင်တော့ ဒီလိုပဲထက်ရှားဖွေရမှာပေါ့။စောင်းမတပုတ်လောက်ရေးရအောင်မှာပေါ့။ကျမကလေးစကားကြောင့်ထင်ဤ။ကျမဖေကလှည့်ထွက်သွားသည်။အိုးနေုံးလေ။ကျမကိုထူပေးသွားအောင်လေဖေကြီးရဲ့။ကျမကအားများကိုလက်စီဆူလိုက်ဤ။ကျမဖေလက်ကိုလှမ်းဆွဲလိုက်သည်။ဆက်ခနဲလှုပ်သွားသောလက်အမြောက်တွင်ကျမအလန့်တကြားထားထိုင်မိသည်။ပြီးသွားပြန်ပြီ။ဖြေရုပ်ဖြစ်စဉ်တစ်ခုက တာမန်ဆန်သွားပြီးသွားပြန်ပြီ။ကျမကရင်မှခြေလန်းခွာ၏။သပွဲကုံစီရှောင်းလာသည်။ကျမချက်တော့အကိုကြီးတူလက်ဆောင်ပေးထားသည့်မှန်ဝိုင်းကလေးတွေကိုလမ်းကြည့်မိသည်။သပင်ဖွာလန်းကျဲညကွင်းညိုဟောက်ဟောက်နှက်ခမ်းဖြူဖြော်ဖြော်။ပားပြင်တွင်မျက်ရည်စီးကြောင်းများနှင့်အကြီးတန်လာသောမိန်းမငယ်တူ။အဲ့ဒါကျမလေး။ဦးကောင်းကိုပရင်ဘတ်စီရွှေတော့ အလင်းမြင်တွေကအမောင်ကို ထိုးခွဲဖောက်ထွက်ကမင်းမှုဖို့အာယူနေကြပြီ။ကျမကကြောခိုင်ထွက်ခွာသွားခဲ့တော့အဖေကိုရှာရင်အမေကိုတရေရနိုင်မည်သည်။ကျမဤဒီလိုခြောက်ခြားစရာညာပေါင်းများစွာအကြောင်းအမေကိုဘလို့အင်အားနှင့်ပြောရမည်လဲစဉ်းစားတော့ထုံးစံအတိုင်းပင်ထိုနေ့ဤမနက်ခင်းကိုလည်းတက်ပြင်းမောနှင့်စာရပြန်တော်သည်။အနော်ရထာလန်းဤညနေခင်းသည် ခြေလမ်းမြန်မြန်လှန်ခွင်မရအောင် လူစီကကြက်ခဲနေသည်။ကျမကစီးစာကိုချစ်သည်။လူတွေကိုချစ်သည်။လူအုပ်ကြတဲ့တယောက်တည်းတို့ဝေးရင်ခြေဦးတဲ့ရာရှောင်းနေရတာပြောသည်။ထို့ကြောင့်ကျမ၏ညနေခင်းများကိုနာမည်ပေးမည်ဆိုရင်ဥတီချမ်းမဲ့ပျော်မွေ့နေသောခြေလမ်းများဟုအကြံပြန်တမန်ရမည်။ရောင်စုံဖဲပြကလစ်တွေကိုကျမစိတ်ဝင်စားပါ။ ကျမစပင်တွေကိုလွလွလပ်လပ်ဖြန့်ချထား၍လေနှင့်မျောလွင်နေရခြင်းအရာသာကိုကြိုက်သည်။ဒံအိုဒံကွာစတီးပစ္စည်းစုံကဆက်ခွေလက်သေးညံစာကနာလက်ကင်ပွားထမိန်စာအသားခင်မဟင်းကအိုးစုံမစုံပေါ်ကဲဒီမှာတရားကြော်ရုံနဲ့ထင်းကနေမြင်ရမယ်နော် ဆိုဝါလိုက်တဲ့အော်ဒံသို့တော့ ဆိုဝါသောဆွဲဆောင်မှုကပင် ကျမကိုလှည့်ကြည့်မိစေသည် မျက်မှန်တွင်စာကြည့်မျက်မှန်လေးတွင်မျက်မှန်တလက်ဝဲပေးုံလေးတမီးနဲ့နေရင် ဖက်ဆရာဆောက်တွေအများကြီးရဲ့တရားကြော်ကြော်ပဲပေးရမှာပါဖေဟာဖေဟာဒါဆေးရုံမောကအတန်းပိန်ချီနေတဲ့ခန္ဓာကိုယ်ကိုဆေးရုံကရင်မောလှဲလျောင်းရင် ကျမမျက်နှာကိုစစ်စစ်ကြည့်ကပြောခဲ့သောစကား ကျမနှင့်နှစ်ပေါင်းများစွာကွဲကွာနေခဲ့သော လူကြီးတူဤဆန္ဒကျမဖေးဤလူမဖြစ်ခဲ့စဉ်ကာလကတောင်းဆိုမှုကျမအနှောရထားလမ်းကိုမေ့သွားပြီကြက်ခဲသော လူပေါင်းစုံကို မေ့သွားပြီကျမကိုကျမမေ့သွားပြီကျမအာယုန်ထဲတွင်ဥဝင်မြင်ကျမအဖေ စာကြည့်မျက်မှန်တရားကြောထိုခဏဤကျမဘဝသည် ထိုးရများသာဖြစ်တော်သည် ကဲလာနော်ငွေတရားနဲ့အားလုံးကိုထင်းကနေလင်းကနေမြင်သွားစေရမယ်။စူဝါသောအော်တန်ကြောင့်ကျမကိုတောင်းကနေဖြစ်သွား၏။ပြီးတော့ကားတန်လူတန်တွေ ပြန်ကြားလာသည်။အနော်ယထာလန်လမ်းဘေးပလက်ဖောင်းကျမ၏ခြေစုံရဲ့ငြိမ်သက်မှု လွင်မြောနေသောသပင်တွေဟောရှင်ညို့မထောက်ခနဲကြတာကျမမြင်ရည် ကျမမျက်ရည်တွေက လောကကြီးကိုလှည့်ဟာစူးစမ်းကြပြန်ပြီညမှာရောညနေခင်းမှာရောဒါပေမဲ့စကားလေးတစ်ခေါ်နဲ့ကြောင်းတရားကြော်တယ်လေကျမငွေဆက်ကိုတရွက်ကမ်းပေးလိုက်ဤမျက်မှန်ရောင်းသူက ရောင်းကန်ကန်နဲ့လေးတောင်စာကြည့်မျက်မှန်လေးကိုပြန်လှမ်းပေးသည် ကျမတို့ရောင်းသူဝယ်သူနှုတ်စလုံးစကားမပြောပြကြပြီ ကျမမျက်ရည်တွေကို ထိုသူကဘလို့အတိတ်ပဲတတ်မှတ်မည်လဲတော့မသိရှိပါစေဒါသူကိုယ်တိုင်တတ်မှတ်ချက်ကျမလောက်ကတော့မျက်ရည်တွေကိုတုပ်ဖို့မကြိုးစားပဲမျက်မှန်လေးကိုကင်ကကျမခန်းစီခြေဦးတဲပြန်ခဲ့ဤကောင်းငယ်၌ရောင်စုံမိုးတိမ်ပြပွဲ ခင်းကျင်းနေသည် ကျမခန်းစားဖြစ်ပျက်နေသည်များကို ပြောပြဖို့လူတူဦးဦးဤပုံကိုဖော်ကြည့်ဤ ကျမကိုယ်တိုင်မရေရာတော့ထိုသူဤပုံကပြပြင်းမလားပါမိုးတိမ်များကြားတွင် ပေါ်လာတာက ကျမမျက်နှာနှင့်ဆင်ဆင်တူပြီး ကျမထက်ပိုရင့်ရော်သောယောက်ျားဤသူဤမျက်နှာပင် သူ့နှကမ်းများလှုပ်ရွနေပေမဲ့သူ့တန်ကို ကျမမကြားရပါဒါပေမဲ့သူဘာပြောနေသည် ဆိုတာကို ကျမသိနေသည်တိတ်ပြောစရာကောင်းတာပဲကျမကအတန်ထွက်ရေရော်လိုက်သည် သို့သောကျမစပင်များကိုထုတ်ဖွာ၍ချစ်စနိုကြည်စည်မည်သူတစုံတယောက်မျှအနာရင်မရှိပါကျမစာအုပ်တွေစီသည်စာဖတ်သည် စာရေးသည် လူကြီးတိတ်တော့လှိုင်းတံများရှိရသွားသည် အခန်းလေးကိုတန်ရှင်းသည်တန်ချောင်းခောက်တန်းသုံးချက်ကိုကြားတော့အိတ်ဖို့ပြင်းသည် အပြာရောင်စားချင်အောင်ကိုဖျားစာများအောက်မှဖိညက်ရင်းဖြတ်တန်းရမည်ထိုညဤတေချာမှုများကိုကျမသိနေသည် ကျမလေတဲ့မျောလွင်ရအောင်မြည်ရင်တလှလှခုံစိုးထိတ်ရအောင်မြည်လှုံမရအော်မရကြောင်ရွံ့အခန့်ခတ်အောင်မြည်အမေအမေချောင်းဆိုးလိုက်တော့သူစားရီဖေကြီးကိုမျက်မှန်တလက်ဝယ်ပေးအောင်လေထိုးစကားတွေကိုတုံ့ပြန်ရအောင်မြည်ပစ္စုပန်ကိုအခန့်ခတ်စွာဖျက်တမ်း၍အနာဂတ်ကိုမျှော်တွေးရင်မော်ရအောင်မြည် ပြီးတော့နောက်တနေ့ဤနနခင်ကို မောလျသောတက်ပြင်းနှင့်ဖွင့်လက်ခါရှင်တန်လှုပ်ရှားရပြီးအောင်တော်မည်တရဖူမဂဇင်းမတ်လ1995 နာဆင်ပေးခဲ့တာအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ကျမတို့နောက်ထပ် audiobook မှာ ပြန်ဆုံကြမယ်နော်။ကောင်းသောနေ့လေးဖြစ်ပါစေရှင်။